အားလုံးပဲမင်္ဂလာပါနော်ဆိုတော့အခုဒါလောလောဆယ်မှာဆလီဘာကြီးအကြောင်းလူပြောသူပြောများနေကြတယ်ဗျာအဓိကကတော့ဆလီဘာလို့ကမ္ဘာအကောင်ဆုံးနောက်ခံလူကစားသမားတယောက်ကနော်ဒါအမားအကြီးဒါနှစ်ခုပေါ့လေလောလောဆယ်လှုပ်ထားတဲ့အခါမှာပို့ပြီးတော့လူပြောသူပြောပုံများနေတယ်ဗောနော်ဒါမီဒီယာတွေမီဒီယာတွေလည်းပို့ပြီးတော့ရေးလို့ကောင်းတာပေါ့ နော်ဆာလီဘာလို့ကစားသမားကအမားလုပ်တယ်ဆိုတော့ဒါရေးနဲ့ပွဲမှာတစ်ချိန်ပေါ့အေးဝင်နဲ့ပွဲမှာတစ်ချိန်ပေါ့ဆိုတော့အဲအဲ့လိုမျိုးပြောနေကြတဲ့အပေါ်မှာတချို့အာစနယ်ဖန်တွေကလည်းဒါကျွန်တော်တို့ဒါ PSG နဲ့ပွဲနီးလာပြီးခါမှာနော်အာနီးလာကမှဖြစ်တယ်ဆိုတော့နည်းနည်းစိုးရိမ်ကြတာပေါ့လေနော်အဲ့လိုမျိုးတွေလည်းရှိတယ်ဆိုဒီညာနဲ့ပတ်သက်လို့ကျွန်တော်အမြင်ပြောချင်လို့ပါကျွန်တော်အမြင်ကတော့ကျွန်တော်အရင်ကြီးစိုးရိမ်မနေဘူ အဲ့ဒါမျိုးဆယ်လီဘားလို့ကစားရမကပြောရင်တော့ဟိုအရန်တည်ငိမ့်တဲ့ကစားရမဗျာနော်ပြီးတော့လဲသူ့အရေးချင်းကိုကျွန်တော်ကတော့ယုံပြီးတာယုံပြီးရဆိုတာက तू ကအမြဲတမ်းအမားတွေလောက်တတ်တဲ့ကစားရမမဟုတ်ဘူးဒါပေမဲ့အခုကျမှအမားတွေရှိတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့ဟိုကစားရမတယောက်ဆိုတာကဟိုအမားနဲ့မกินဘူးဗျာနော်အဲ့လိုမျိုးဘယ်ကစားရမကြီးဖြစ်ဖြစ် အမားမရှိတဲ့ကစားရမမရှိဘူး ဆိုလိုချင်တာကကဘာအကောင်ဆုံးကစားသမားကြီးတွေနော်ကဘာအကောင်ဆုံးနောက်ခံကစားသမားကြီးဟိုးအသိမှာရောလက်ရှိမှာရောပေါ့နော်နောက်ခံတွေအကောင်လုံးဒါမရှိဘူးမရှိဘူးနော်အမားမလုပ်ဘူးတဲ့ကစားသမားရဲ့လို့မရှိဘူးအဲ့ဒါကိုဒါဆာလီဗာနဲ့ကြာတော့အဓိကကတော့ဒါပြောကောင်းအောင်ရေးကောင်းပုံကြီးချက်ကြတာလဲပါတာပေါ့လေနော်အာနှလုံးတော်ပေါ့ ဟိုတခါမှတိတ်ပြီးမမဘူးတဲ့ကစားသမားအခုနှလုံးတော်မှားလိုက်တယ်ပေါ့နော်။အာပြီးရင်ဒါ PSG နဲ့ပွဲဘာလို့မှလဲညာလို့မှလဲပေါ့အဲ့လိုမျိုးပါအဲ့ဒီဒါကျွန်တော်တို့ဒါစိုးရိမ်တဲ့လောက်စိုးရိမ်တာကလည်းမှန်ပါတယ်နော်အာဆနယ်ဖန်တွေဒါပေမဲ့ဟိုအဲ့လိုမျိုးတစ်ချက်ဒီသားမှာဆလီဘာကအဲ့လိုသူကောင်းစရာ ရှိတဲ့ပွဲတွေအရေးကြီးတဲ့ပွဲတွေဆိုအရေးကြီးတယ်လို့ကောင်းတာရှင်းရှင်းပြကျွန်တော်တို့ရေမက်ထရစ်နဲ့ပထမကြော့ပွဲကြီးကြီးလာနော်အဲ့လိုမျိုး ပြီးတော့အခုသူမှားခဲ့တဲ့နှစ်ပွဲဆိုတာလေတိတ်ဘာမှတိတ်အရေးမကြီးဘူးသူဟိုဘာမှ side effect မတက်ရောက်ဘူးဗျာ effect เนาะအကျိုးတက်ရောက်မှုတိတ်မရှိဘူးပြီးတော့ရေးနဲ့ပွဲမှာဆိုလဲဝမ်းစီအနေထားအနေထားတလုံးရောင်းလိုက်တဲ့ပေးမှပြီးတော့အဲအဲ့ဒါမျိုးပေါ့တိတ်ပြီးတော့ဖြည့်ရလက်လက်အရန်ကြီးပြောင်းလဲသွားကြမရှိဘူးသတိစီအနေထားမှာအေးဝင်းနဲ့ပွဲကလည်းတိတ်အရေးမကြီးတဲ့ပွဲဆိုတဲ့အခါမှာသူ့အပေါ်အကျိုးတက်ရောက်မှုကြီးလေအဲ့လောက်ရှိလာမှာမဟုတ်ဘူးပြောရအောင် ဟိုမှာပင်နတီစာကားလို့ပင်နတီလွဲတယ်ဆိုရင်တော့လွဲတဲ့ကစားသမားဆိုရင်တော့ထဟာဆိုပြီးအဲ့ဒါအဲ့ဒါကြီးစိတ်ထဲရောက်နေပြီးတော့တော့ငါကြောင်ဆိုပြီးဒါဒါပေမဲ့ဒါပေမဲ့ကိုရီးယားအဲ့ဒီအစီအစဉ်ကိုကျော်ဖြတ်နိုင်ခဲ့တယ်အဲ့လိုမျိုးပေါ့ဟိုဆိုလိုချင်တာကဒီအမားကြောင်ဟိုကစားသမားတစ်ခုခုစိတ်တန်ရာပေါ့နော်ကြားသွားစီတာမျိုးခဏတစ်ဖြုတ်လေးနော်သူအဲ့ဒါကြီးပေါ့အဲ့ဒီအမားရဲ့သူရင်ထဲမှာကြံနေရမျိုးအဲ့လိုအနေထားလဲမဟုတ်ဘူးဗျာရလက်တွေကနော်အဲ့အဲ့လိုမျိုးတွေရှိတယ်ဆိုတော့သူမာခဲ့တဲ့အမားတွေက တိတ်အေးမကြီးခဲ့တဲ့ပွဲတွေမှာမှားခဲ့တာမျိုးပြီးရင်သူနောက်တစ်ခုကျွန်တော် ပြောကြရရှိတာကဒီလိုပဲကစားရမှာဆလီဘာသူကတော့မှားခြင်းမှမမှားခြင်းနဲ့ဆလီဘာပုံစံကဆလီဘာပုံစံဒီလိုပဲကစားရမှာပြောရရင်တော့အောင်တန်းမှာသူကကောင်းကောင်းကြီးဒီလိုမျိုးကစားနိုင်လို့လဲတခြားသူ့ဘေးပဝန်းကျင်ကကစားသမားတွေအကုန်လုံးနောက်ဆုံးပဲအကုန်လုံးပြောရရင်တည်င်းလုံးအထီကပို့ပြီးတည်ငြိမ်မှုရှိတာရဲရဲရင်ကင်နိုင်တယ်ပြီးရင်ဟိုပြိုင်ဘက်က လုံးဝ pressure ပေးလိုက်ရင်လည်း तू ကအကြောက်အလန့်မရှိရဲရင်နဲ့တီးငိမ့်ငိမ့်ဘောလုံးကိုင်ကစားပြီးတော့တုံ့ပြန်နိုင်တယ်။အဲ့ဒါအကြောင်းမလို့လဲကျွန်တော်တို့အာဆင်နယ်ကဒီလောက်ထိကောင်းနေတာအဲ့လိုမျိုးကစားသမားတွေရှိလို့ပေါ့တီးတီးငိမ့်ငိမ့်တုံ့ပြန်နိုင်လို့ပေါ့နော်။မမကြောက်ပြီးတော့ဗျာဝူးဝူးတွေလုံနေလို့မရဘူး။အဲ့လိုမျိုးဝူးဝူးလုံတာနဲ့မတီးမငိမ့်ဖြစ်ပြီးတော့အဲ့ဆိုရင်တော့ပို့ပြီးတော့အစကတည်းကရှုံးပြီးသားပဲဖြစ်မှာနော်။ကျွန်တော်မမကြောက်ပြီးတော့လေအဲ့အဲ့လိုမျိုးတွေလုံလို့မရဘူး။ မှားတာတော့မှားမှာပဲကျွန်တော်ကတော့စာလီဘာကြီးမှားတော့ဟုတ်တယ်ဒီဘက်မှားတော့လည်းမမှားဘူးလို့ပြောတာတော့မဟုတ်တာဘောလုံးမှာဒီຢာတွေเนี่ยမกินကြဲဒါပေမဲ့တစ်ခုရှိတာကျွန်တော်တို့ကအရာတွေကိုကျွန်တော်တို့ကတယောက်နဲ့တယောက်ကကစားသမားတယောက်နဲ့တယောက်ကဖာသေးနိုင်ရမယ်ကာကွယ်နိုင်ရမယ်ဒါမျိုးတွေရှိတယ်ဆိုတော့ဥမာနောက်တန်းမှားတယ်ခြေတန်းနဲ့ကာကွယ်နိုင်ရမှာဗျခြေတန်းမှားရင်နောက်တန်းနဲ့ကာကွယ်နိုင်မှာဒါအသင်းကောင်းတည်င်းလို့မြည်တီကိုပြောတာเนาะမှားလို့ရှုံးတယ်အကျောင်းဒါကစားသမားတွေဘက်ကနေတွေ့ရင်အဲ့လိုမှားလို့ရှုံးတယ် ဂုံးမရလို့ရှုံတယ်နောက်တန်းချိန်ညမ်းလို့ရှုံတယ်ပေါ့အဲဒါမျိုးတွေပြောလာတဲ့အခါမှာတကယ်တည်င်းလုံးနဲ့တက်ဆိုင်တာတည်င်းလုံးမှာတာဝန်ရှိတာဒါကကစားသမားဘက်ကတွေးရမယ်သူတို့ကစားအတင်းမော့ချင်းချင်းထားမစိတ်တမျိုးတွေးခွာမယ်ယူဆမျိုးကျွန်တော်ညဝေးပေးတာပါအဲအဲ့လိုမျိုးတွေပဲရှိရဗျအကုန်လုံးမှာတာဝန်ရှိဒါကတခုခုအတင်းရလက်တခုထိထိခိုက်ပြီဆိုတာနဲ့ပတ်ပြီးပြောလို့မရဘူးအဲ့ဒါမျိုးတွေရှိရနောက်တစ်ခုအဲ့ဒါနဲ့ဆက်ဆက်လို့ပြောချင်တာက ဒီဒီဆလီဗာလုံမာတဲ့အပေါ်မှာပေါ့တချို့ကဂါဗီယယ်နဲ့ဆိုမမာဘူးပေါ့နော်ဆိုတော့ခီဝီယောနဲ့တွဲတဲ့အခါမှာတွဲဘက်အတင်နဲ့ဆိုတော့ဒါခီဝီယောကိုလည်းလိုက်ပြီးတော့ဖြည့်ကစားပေးကစားနေရတဲ့အခါမှာအာဆလီဗာရမမာတယ်မယ်မှားနေတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်ကဂါဗီယယ်ကိုဟိုတန်းတာလာလဲကျွန်တော်ကဘာမှမပြောလို့ဒါပေမဲ့ အခုရှိတာက ကျွန်တော်တို့လက်ရှိကစားအနေနဲ့ KW ရောအပေါ်မှာလဲလေးစားမှုရှိဖို့လိုတယ်ဒီစကားတွေကလေကျွန်တော်အဲ့ဒါမျိုးတော့အဲ့ဒီမျိုးတော့တော်တိတ်တော့မကြိုက်ဘူးတချို့ပြောနေကြလို့ပါကျွန်တော်အဲ့လိုပို့ပို့လင်းလင်းပြဒါကဟိုဟိုမြင်းခုန်နေရလို့မဟုတ်ပါဘူးเนาะဆွေးနေတာကျွန်တော်အမြင်ပေါ့ဘာလို့လဲဆိုတော့အဲ့လိုအသေးမော်အချင်းချင်းမှာကဖိမကူညီမှုဆိုတာရှိရတာပဲဗျာတယောက်နဲ့တယောက်ကเนาะဒါနှစ်ယောက်ဟို အနီးကဆုံတွဲကစားနေတဲ့စင်တာဘက်နှစ်ယောက်ဆိုတော့ပိုဆိုးတယ်ဒါကမထူဆန်ဘူးဒါပုံမှန်ပဲအဲ့ဒါကိုလိုက်ဖြည့်ရလို့ခြေဆန်းဟိုကြခြေဆန်းကြရဲဆိုတာအမှားကြီးလုံတယ်ဆိုတာမျိုးကတစ်ဖက်ကျွန်တော်တို့ဒါကိုယ်အတင်းပေါ်ဒါတော့ကိုယ်အတင်းသားကျွန်တော်တို့ကပရိတ်သတ်အတေရောက်နေနေပဲမြင်မြင်ဗျ QE ရောပုံမှန်မလေးစားရရောက်တယ်ဗျကျွန်တော်အဲ့လိုမျိုးဘာလို့လဲဆိုတော့ QE ရောအခုကသူဝတရားကြီးဆော့နေတာလည်းမဟုတ် ီရဲတဲ့ပထမအကြော်လဲဆောင်းရမ်းကောင်းခဲ့တယ်ဒုတိယအကြော်လဲကောင်းခဲ့တယ်အခုအဲ့ဒီ Awen အမားလို့တဲ့ Awen ရဲ့ပွဲလဲကောင်းခဲ့တယ်အဲ့အမျိုးဒီလိုပြောလို့ကျွန်တော်ဂါဘီယဲနဲ့ဗာနဲ့ကိုအငင်းခုံလို့ဂါဘီယဲကပိုကောင်းတယ်ပိုမကောင်းခီဝီရောလက်ရှိမှာပိုကောင်းတယ်လေငင်းနေရလဲမဟုတ်ဘူးဒါမဲ့ယုတ်တိကြကြပါတော့เนาะလက်ရှိကန်နေတဲ့ကစားသမားဗျာခီဝီရောကလက်ရှိရင်ဆိုင်နေတဲ့ကစားသမားအဲ့လိုပြောရရင်တော့ကျွန်တော်တို့ဂါဘီယဲကိုယင်းနဲ့ပွဲကန်တာ မြင်ခဲ့ရတာမဟုတ်ဘူးဗျာအရင်ကပွဲတွေပဲခြေစွမ်းနဲ့ကြည့်ပြီးတော့ပမှန်ပြီးဆုံးဖြတ်ကြရတာအဲအဲ့လိုမျိုးအနေထားတွေရှိရလေနော်အဲ့အခါမှာကျွန်တော်ကအဲ့ရဲ့ယူဆမျိုးတွေလက်မခံမဆိုင်ဘူးဒါဒါဒါကြတော့ဆယ်လီဘာသူ့အတူမားခြင်းလို့မားတာမားသူ့အမားပဲအဲ့ဒါတော့နော်ကာကာပြောစရာလည်းမလိုဆယ်လီဘာပေါ့နော်ဆယ်လီဘာဘက်ကနေအဲ့လိုအဲ့လိုအဲ့လိုမျိုးရှိတယ်ဒါပေမဲ့ယုံကြည်မှုစိတ်မှန်းတမ်းရပေါ့ဂါဘီရဲ့ပါနေလို့ယုံကြည်မှုပါညာတော့လေအဲ့လိုမျိုးဆိုတော့လေထားပါတော့ ဟိုမဆိုင်ဘူးပြကျွန်တော်ကတော့ဟိုအဲ့လိုမျိုးတွေကဖြစ်တတ်တာလက်ခံပါတယ်နော်ကို့တွဲနေကြဟိုနောက်တန်းပေါ့ကစားတာကို့အသိမမရှိတဲ့အခါမှာကိုကလုံုံမှုမရှိတော့ပါဘူးဒါဆပထမပဲဖြစ်ရင်ဖြစ်မယ်ဗျအခုထားပါတော့ရဲနဲ့ပထမကြောက်လိုမျိုးပွဲဆိုရင်တော့ဒါဆဆချင်းမှားရဆိုအဲ့လိုပြောလို့ရတယ်လေအခုကအဲ့ဒီမှာတော့ရှောက်ကောင်းလာပြီဗျာနော်ကောင်းလာတဲ့အခါမှာမှဒါတော့ကြားထဲမှာလည်းတွဲကစားခဲ့ပြီ TV ကတောက်လျှောက်ကောင်းလာအဲ့ခါမှမလုံးုံမှုစိတ်ဖြစ်တယ်เนาะ ကို့တွဲနေကြကစားဖို့မဟုတ်လို့ဆလီဘွားဆလီဘမလုံးကျုံမှုဖြစ်ပြီးတော့မှားတယ်ဆိုတာကျွန်တော်ကတော့ယုတ်တိမကြဘူးလို့ကျွန်တော်ကတော့ခံစားမိတယ်အဲ့လိုမျိုးပြီးတော့သူမှားသွားတဲ့အလုံးတွေအကြည့်သူကသူဘောလုံးကန်ကစားပြီးတော့မှားသွားတာပြီးတော့နောက်တစ်ခုရှိသေးတယ်ပွဲပန်းနေလို့လို့လည်းပြောကြတယ်အဲ့ဒါလည်းကျွန်တော်လက်မခံဘူးဘာလို့လဲဆိုတော့ဒီအရာဒီမှာကျွန်တော်တို့အာဆနယ်ကအရန်ကြီးပွဲမကန်မပန်းဘူးဗျဒီတိုင်းဆလီဘတောက်လျှောက်ဆော့နေရတာလည်းမှန်တယ်ဒါပေမဲ့ခိုင်းလို့ကျွန်တော်တို့ဒါ ဧဘကတ်ဒီကလည်းထွက်ရတယ်ဗျာဆိုတာ FA ကလည်းစောစီးထွက်ရတယ်ဂျာနားရက်တွေတော်တော်တောင်ရတယ်ဗျာဒီဂျာတဲ့တွေမှာဟောအဲ့လိုမျိုးကြီးအခါမှာလေပြီးတော့ဆာလီဘာလို့လို့ကစားသမားက physical ဘိုင်းလည်းအရင်မီအရင်ကြီးကောင်းတဲ့ကောင်းမျိုးပေါ့နော်အဲ့မျိုးအခါမှာဒီအမားတွေကရိုးရိုးတန်းတန်းကိုဒါဘောလုံးအဓိကကတော့သူ့ကစားပုံကြောင့်မှားတာပဲဒါဒါအဲ့လိုပဲပြောရမှာဘာလို့လဲဆိုတော့ဒီလောက်ကိုင်းကစားတဲ့ကစားသမားကမှားမှာပဲ အဲ့ဒါမထူးဆန်းဘူးเนาะပြောပြောချင်တာအဲ့လိုမျိုးမှားမှာပဲဒါအဲ့လိုပြောလို့သူကစားဖို့ညူပြောင်းကစားစရာလည်းမလိုဘူးဘာလို့ကြီးကြီးလိုက်ကျတို့ကောင်းပါပြီဆိုရဲဒါဒါမျက်စုံနဲ့အတန်းမြင်လာတဲ့အဲ့လိုကျတို့ရဲ့ဟိုဆေးပါနော်ဘရာဇီးနောက်ခံကစားသမားလေနော်သူဆိုလဲချက်စီမှာအဲ့လိုမျိုးလေဆောင်းရင်ဂျစ်ထွက်နေရဗျာစကေးမှားပါပဲပြန်ပေးတဲ့ခါတွေမှာခါလေ ဗန်နိုက်တို့လည်းမှားတာပဲဒီလိုမျိုးဒါတွေက AC ဘာမှမဖြစ်နော်တကယ်ပြောတာဒီလိုပဲထပ်ပြီးလဲဆော့ရမယ်နော်အဲ့ဒါလေးပြောချင်လို့ပါနော်ကျွန်တော်ကမစိုးရိမ်ဘူးဒါ CV final တွေအတွက်လဲတကယ် special အကောင်းဆုံးပွဲတွေကြရင် sliver လို့ခေါ်အောင်အကောင်းဆုံးပြန်လာလိုက်မယ်နော်အဲ့ဒါကတော့ယုံကြည်တယ်ဗျာပြီးတော့ကျွန်တော် QR ပေါ်မှာလဲယုံကြည်ရယ်နော်အဲ့ဒါမျိုးလေအဓိက just a normal ပဲဗျာနော်ဒါတွေကတိတ်ထန်းအစမ်းတကြယ်မဟုတ်နေဘူးတိတ်လေစိုးရိမ်နေနေ အားလုံးအဒီလောက်ပါပဲเนาะကျေးဇူးတင်ပါတယ်เนาะအဆင်ပြေရင်ဒါလွတ်လွတ်လပ်လပ်အာကွဲလွဲပိုင်ခွင့်ရှိရပါเนาะဆွေးနွေးပေးခဲ့လို့ရပါတယ်ကျွန်တော်ကဒီတိုင်းမဲ့အာကျွန်တော်အမြင်မတူတာတွေတော့ရှိမှာပဲဗျအမြင်မတူတာတွေကိုကျွန်တော်ကဒါအဲ့လိုမျိုးဖွင့်ပြောခြင်းနဲ့စိတ်လည်းရှိရယ်ကို့ညီကိုချင်းချင်းဒါဒါเนาะအပြိတဲ့အချင်းချင်းပေါ့เนาะကျွန်တော်တို့တွေကဝေဘလေးကန်နေပေါ့အဲ့လိုမျိုးဒါပေမဲ့အငင်းခုံဘက်မျိုးတော့ကျွန်တော်ကတော့မတွားခြင်းပေါ့ဒါဒါအစကတည်းကကျွန်တော်ဟိုဟာပေါ့အဲ့လိုအဲ့လိုမျိုး အားလုံးကျေးဇူးတင်ပါတယ်เนาะအစီအမံလိုင်းကစပိုင်းနဲ့လည်းအားပေးခဲ့ကြအောင်เนาะကျေးဇူးပါ